ဇာသပတိနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 April 1ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းဟာဇာသပတိနေ့ပွဲသူတွေအတွက်လက်ကောင်းခြင်းကံကောင်းခြင်းလူပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းထည်ဖော်၍မြင့်မားသောအဆင့်တစ်ခုကိုကူးပြောင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ကံခွင့်ရေးဘဝကံကြမ္မာအခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရအခွင့်ရေးရှာဖွေရင်လည်းရရှိမယ်ရပိုင်ခွင့်တွေရှာဖွေရင်လည်းတိုးတက်မယ် ပေါ်ပေါက်လာတဲ့ခွေရည်တွေလက်တွေသုံးချရွေလဲကောင်းသောကာလတစ်ခုဖြစ်တယ်။ဗီဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရရည် ဲ့နေ့ကအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကံပွင့်တဲ့နေ့နေ့ရက်နေ့အထူးသတိထားမယ်မတော်ဆညင်ရှိတတ်တယ်ယာတိုက်ခဏနေနဲ့လဲဂျုံတတ်တယ်အဲ့နေ့ကမဟာယကျန်းနဲ့လဲတိုက်ဆိုင်နေတော့အသွာလာယူဆိုင်ရမှာပေါ့အရှိရကုန်တည်သွားစဉ်ညင်ဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်သွာလာနေတဲ့အထူးပြုယူဆိုင်ရမယ်သုံးရက်နေ့မှာအရာရာဆင်ပြေမယ်ရပိုင်ခွင့်နေပြန်ရမယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေ့ရပိုင်ခွင့်ဟောင်းနေပြန်လဲရခြင်း အရဝင်းနဲ့ပတ်သက်သောကောင်းတဲ့တင်ကြုံချင်း9ရက်နေ့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်း6ရက်နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံမယ်9ရက်နေ့မှာတော့ဥတီချက်တွေဆောင်ရွက်သမျှတွေအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောက်နှေးသွားတတ်တယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ချာနေ့မွေးသူများကြောင့်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တာတွေကိုကြုံနိုင်တယ် ရှစ်ခုံကိုကနန်းနေအချိုးပေးတယ်အနဲ့ရောင်ပြာရင်ရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ရင်အထူးကြိုးရှိနေမယ်ဧဘရလတရနေ့တကူးလာရဲ့ပထမအဆုံးသောအင်္ဂါနေ့ထူးခြားတဲ့တကူးဆွမ်းသက်တိရှိတဲ့နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖျားစေတီရဲ့ဗုဒ္ဓဟူးတော်မှာသွားရောက်ပြီးတော့ပတောင်းညွတ်12ညွတ်တင်ပြီးတော့အလို့ရှိရာဆူတောင်းလိုက်ပါ အမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းခြင်းကံကိုရမှာဖြစ်ပါလေယေရှုတင်ပါတယ်